အသက်ရလာပြီဖြစ်တဲ့ပေပေမေမေတို့နဲ့ခရီးအတူသွားရင်အသုံးတဲ့မဲ့နီလန်လေးများငငယ်ကကိုသွားကျင်တဲ့နေရာတိုင်းကိုပေပေမေမေတို့ကလိုက်ပို့ပေးတယ်။အရွယ်ရောက်လာတော့ငငယ်ချင်းတွေနဲ့အတူသွားကြတာရှိပါတယ်။ဒီလိုကနေတော်တော်လေးအရွယ်ရလာတော့မိဘတွေကလည်းအသက်ရလာပြီဖြစ်တဲ့အတွက်သူတို့သွားကျင်တဲ့နေရာကို ကိုတွေကတစ်ခါပြန်ပို့ပေးရမယ့်အနေထားကို ရောက်လာပြီပေါ့နော်။ဒါကဘဝရဲ့လက်ပတ်မှုပဲမှန်လား။ဒီလိုမျိုးတပြန် တလေကိုကဖဖေမေမေတို့သွားကျင်တဲ့နေရာလေးတွေကိုမိသားစုနဲ့အတူတူသွားရောက်လည်ပတ်နိုင်ဖို့နိုင်ပူရတဲ့အခါအစီအပြေရဲ့ခရီးစဉ်လေးဖြစ်စေဖို့ဘာတွေပြင်ဆင်ဖို့လိုမလဲစဉ်းစားအခက်နေမယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုကြည့်လိုက်ပါနော်တက်ရလာပြီဖြစ်တဲ့ဖဖေမေမေတို့နဲ့ခရီးသွားတော့မယ်ဆိုရင်ကျမတို့မဖြစ်မနေတည်ထားရမှာကကျမတို့တွေအရွယ်ရောက်လာလေလေဖဖေမေမေတို့ကလည်းအသက်အရွယ်ကြီးလင့်လာလေ ပါပဲငွေရစင်ကလာမပေါ်ပါတော့သလိုစိတ်သွားတိုင်းလဲကိုမပါကြတော့ပါဘူးဖေဖေမေမေတို့ကယောဂကြီးကြီးမားမားခံစားနေရတာမဟုတ်ရင်တော့ ုံမင်းလာကြပြီဆိုတာကိုတော့သိထားဖို့လိုပါမယ်။ဒီတော့ပေပေမေမေတို့အတွက်အဆင်ပြေဆုံးဖြစ်အောင်ခရီးစဉ်တစ်ခုကိုစီစဉ်ပြီးတော့မယ်ဆိုရင်ဒီအချက်လေးတွေကိုမေ့ထားလို့မဖြစ်ပါဘူးနော်။ပထမချက်ကတော့ခရီးစဉ်ကိုတည်တည်ချက်ချလေးရွေးချယ်ပါ။မသွားခင်ကပြင်ဆင်ရမယ့်အချက်တစ်ခုပေါ့နော်အရွယ်ရလာတဲ့မိဘတွေကခရီးပတ်နဲ့တန်ကိုအရန်မခံနိုင်တော့ပါဘူးဒီတော့အရန်ဝေးတဲ့ခရီးစဉ်တွေကိုမစီစဉ်ပါနဲ့ အပန်းမပြေပဲနဲ့ပိုပင်မန်းသွားနိုင်တဲ့ကြောက်ပါပို့ပို့ပါပါသွားနိုင်မယ်ခီးစဉ်ကိုတိချလေးရွေးချယ်ပေးပါ နမနှစ်ချက်ကတော့ဝစ်စားတွေကိုတိချလေးရွေးချယ်ပါ ။သွားရမယ့်နေရာနဲ့လိုက်ဖက်မဲ့အဝတ်အစားသုံးဆောင်တွေကိုတေချာလေးရွေးချယ်ပေးပါ။အပူပိုင်းသွားတဲ့အခါခြေသားလက်ရှိအေးလေးတွေနဲ့ချွေးဆုပ်မဲ့အဝတ်အစားမျိုးအေးတဲ့နေရာကိုသွားမယ်ဆိုရင်နွေနွေထွေးထွေးဖြစ်စေမယ့်အဝတ်အထည်မျိုးကိုတေချာလေးရွေးထည့်ပေးပါ။နံပါတ်၃ချက်ကတော့အလွယ်တကူစားလို့ရမယ့်စားစာလေးတွေကိုထည့်ပါ။လူကြီးတွေကလည်းခလေးလေးတွေလိုပါပဲခီးသွားနေရင်ဗိုက်စာတာမျိုးဖြစ်နိုင်ပါတယ်။စီကြိုလိုမျိုးယောဂတခုခု ခံစားနေရမယ်ဆိုရင်တော့ သွေးကြိုကျသွားတာမျိုးဖြစ်နိုင်တာကြောင့်အရန်တဲ့မုတ်ကလေးတွေဆောက်သွားတာတင့်တော်မှာပါ ခရီးစဉ်တောက်လျှောက်မှာစားစရာဆိုင်တွေရှိနေဖို့ကမတိကြပါဘူးနမက်လေးချက်ကတော့ဆရာဝန်နဲ့တိုင်ပင်ပါ ပပိမေမေတို့ကယောဂတစ်ခုခုခန်းစားနေရတာဆိုရင်ခရီးမသွားခင်မှာ ပြနေတဲ့ဆရာဝန်နဲ့ခရီးသွားတဲ့အခါဘာတွေသတိထားရမလဲဆိုတာနဲ့ဘာတွေဆောင်သွားဖို့လိုမလဲဆိုတာကိုတိုင်ပင်ပါနံပါတ်5ချက်ကတော့တောက်နေရဆေးတွေထည့်သွားပါစည်းကြိုနှလုံးသွေးတို့နဲ့ကြောက်ကက်လိုမျိုးနားတားရှိယောဂတစ်ခုခုခံစားနေရတာမျိုးကြောင့်ဆေးပုံမှန်တောက်နေရတာဆိုရင်တောက်နေကြဆေးတွေကိုမမေ့မလျော့ထည့်သွားပေးပါ ဆေးကိုအချိန်မှန်တိုက်မိစေဖို့လည်းတတိထားပါနံပါတ်6ချက်ကတော့ခရီးစဉ်အသေးစိတ်ကိုသိအောင်လုပ်ပါကိုပိုင်ကန်းနဲ့သွားတာကအကြောင်းသိမရှိဘူး ဲ့ခရီးသွားကနဲ့သွားတာမျိုးဖြစ်မယ်ဆိုရင်တော့ခရီးစဉ်အသေးစိတ်ကိုသိထားဖို့လိုပါတယ်။ဒါမှဘယ်နေရာမှာနားမယ်ဆိုတာကိုသိပြီးတော့အပေါ်ပါသွားတာ၊စားတာတောက်တာ၊အညောင်းညာပြေတာ၊လမ်းလျှောက်တာမျိုးတွေလုပ်နိုင်ဖို့ကြိုသိထားပြီးတော့ပြင်ဆင်ပေးနိုင်မှာပါ။နံပါတ်9ချက်ကတော့သွားမဲ့ခရီးစဉ်တစ်လျှောက်မှာ ရှိတဲ့ကျန်းမာရေးဝန်ဆောင်မှုဌာနတွေကိုသိအောင်လုပ်ပါ။ အသက်ရလာပြီဖြစ်တယ်ဖေဖေမေမေတို့နဲ့ခရီးသွားမှာဖြစ်တဲ့အတွက်အရေးပေါ်အနေထားတွေကိုကြိုတင်သတိထားလိုက်တာကအကောင်းဆုံးဖြစ်မှာပါနော်။ဒါကြောင့်သွားရမယ့်ခရီးစဉ်တစ်လျှောက်နဲ့ကိုသွားလည်မယ့်နေရာနဲ့အနည်းဆုံးမှရှိတဲ့ကျန်းမာရေးဌာနကိုသိအောင်လုပ်ထားပါ။နံပါတ်၈ချက်ကတော့လိုအပ်တဲ့ကျန်းမာရေးဆောက်ရှောက်မှုပစ္စည်းတွေယူသွားဖို့မမေ့ပါနဲ့။စည်းကြိုရှိတယ်ဆိုရင်သွေးကြိုတိုင်းနဲ့ကြိယာ ။သွေးတို့ရှိတယ်ဆိုရင်တော့သွေးပေါင်ချိန်ဆက်လိုမျိုးလိုအပ်တဲ့အသုံးတဲမဲ့ကျန်းမာရေးဆောက်ရှောက်မှုကိရိယာတွေကိုတပါတည်းယူသွားဖို့မမေ့ပါနဲ့။ဒါတွေအပြင်ယူသွားရမှာတခုရှိပါသေးတယ်။ဒါကတော့အသက်ရလာတဲ့မိဘတွေမှာကြုံရနိုင်တဲ့ပြဿနာတခုခုကိုဖြေရှင်းပေးနိုင်မယ့်ပစ္စည်းလေးပေါ့။လူကြီးတွေကအသက်ရလာစီထိတ်နိုင်စွမ်းနေလာလေလေပါအရင်ကဒီပြဿနာကိုဖြေရှင်းဖို့ခရီးသွားတဲ့အခါ CO တွေယူသွားတတ်ကြပါတယ် အခုတော့ဒီလိုလုပ်ဖို့မလိုအပ်တော့ပါဘူးဒီပြဿနာကိုဖြေရှင်းပြဖို့အတွက်အခုဆိုလို့ရှိရင်ဈေးကွက်ထဲမှာတက်တော့တက်တာလည်းရှိအသုံးပြုရလွယ်ကူပြီးတော့ဝိထာမဏမသိတာတဲ့လူကြီးတိတ်ခန့်နေရှိနေပါပြီနော်ဒီတော့ခရီးလဲသွားကျင်နေဖိဖိမိမိတို့ဟာစီမထိန်နိုင်မျိုးဖြစ်နေမယ်ဆိုရင် အရေးသွေးကောင်းတဲ့လူကြီးသုံးသေးခန့်လေးတွေကအဆင်ပြေစေမှာပါနံပါတ်6ချက်ကတော့အရေးပေါ်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေယူသွားပါ ခရီးသွားတဲ့အခါကျမရဲ့ဆောက်ရှောက်မှုနဲ့ပတ်သက်လို့အရေးပေါ်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကိုဖုန်းထဲထည့်မှတ်သွားတာဖြစ်ဖြစ်စာအုပ်ထဲမှာရေးမှတ်သွားတာပဲဖြစ်ဖြစ်လုပ်ပေးပါ ဖုန်းကိုဘေးဖြစ်သွားဖို့လည်းမမေ့ပါနဲ့နော် ။နောက်ဆုံးချက်ကတော့မကြာခဏအဆင်မပြေတာရှိလားမေးပါ။ခရီးစဉ်တစ်လျှောက်မှာ9မိနစ်တစ်ခါလောက်တော့မေးခိုင်းတာမဟုတ်ပါဘူး။အနည်းဆုံး45မိနစ်တစ်ကြိမ်လောက်ဖြစ်ဖြစ်တော့အဆင်ပြေရဲ့လား။တက်တော့တက်တာရှိရဲ့လား။ဘယ်နေရာကမြန်နေလို့မကောင်းဘူးလဲဆိုတာကိုခရုတက်ဆိုင်လေးမေးပေးပါ။ပြပြမိမိတို့ကအားနာပြီးတော့အပေါ့ပါသွားခြင်းတာမျိုးဖြစ်ဖြစ်ခေါင်းမူးနေတာမျိုးကိုဖြစ်ဖြစ်မပြောဘဲနဲ့နေနေနိုင်တာကြောက်ပါနော် ကဲဒီရချက်လေးတွေကိုလက်တွေ့အသုံးချပြီးတော့ပြပြမမေတို့နဲ့ပျော်ရွှင်မဲ့ခီးစဉ်တစ်ခုကိုဖန်တီးလိုက်ပါအောင်လို့ပြောရနေပဲကျမရဲ့ပူလေးကိုဆုံးသက်လိုက်ပါရရှင်အားလုံးပဲနေကောင်းကြမှာကြပါစေလို့ဆုတောင်းပေးပါရနော်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်